ီနေ့အလုံးသော တရားချစ်ခင်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အားလူသားနဲ့မှန်ကန်တဲ့ဘဝနေနီဆိုတဲ့ခေါင်းစဉ်လေးနဲ့ဟောပြောပြတာသင်ကြားပေးမှာဖြစ်ပါတယ်လူသားဘဝဆိုတာနေတတ်ထိုင်တတ်ဖို့လိုပါတယ်ကိုနေထိုင်တဲ့အတိုင်းကိုဘဝကြီးကပုံပေါ်လာတာပါကိုရွေးချယ်တဲ့လမ်းအတိုင်း ကိုလျှောက်လန်းနေတာဖြစ်တော့ကိုလျှောက်လန်းတဲ့လမ်းအတိုင်းကိုရောက်သွားကြမှာပါရွေးချယ်လိုက်တဲ့လမ်းကစတင်လျှောက်လန်းမိပြီဆိုရင်နောက်ပြန်ဆုတ်ဖို့ခတ်တတ်ပါတယ်ကောင်းတဲ့လမ်းကိုရွေးမိရင်လဲလူသားရဲ့စိတ်ဓာတ်လုံးရက်တွေဟာတဆင့်နဲ့တဆင့်မြင့်မြင့်တက်ခါကောင်းတဲ့ဘက်မှာတိုးတက်လာပါတယ် မကောင်းတဲ့လမ်းကိုရွေးချယ်မိရင်လဲမကောင်းတဲ့ဘက်မှာသူ့စိတ်ဓာတ်သူ့လုပ်ရက်တွေဟာပူပူပြီးဆိုးလာတတ်ပါတယ်အဲဒါကြောင့်လူသားဘဝဆိုတာမှန်ကန်တဲ့ဘဝနေနည်းရဖို့လူကိုလိုအပ်ပါတယ်ဘဝနေနည်းခံယူချက် လွဲလိုက်တာနဲ့ဘဝတလျှောက်လုံးသွားတော့တာပါပဲမြင့်တဲ့တလောက်မြင့်မလာတော့ပဲ တင့်တင့်တလောက်လဲတင့်မလာတော့ပါဘူးအဲ့ဒီဘဝနေနည်းများနဲ့ပတ်သက်လို့ဓမ္မပရစူလီကတာတကဗျမနဝုထုမှာဖယားရှင်လမ်းညွန်ထားတာမှတ်သားစေရပါအဲ့ဒီဝုထုမှာဖယားရှင်ကဘဝနေနည်းနှမျိုးကိုဟောပြထားပါတယ်ဘာ၄လဲဆိုရင်နံပါတ်1ကောင်းနာဆိုရင် သူတစ်ပါးတည်းဥအောင်မြန်မြန်လှုပ်ပါ နံပါတ်1မကောင်းတာဆိုရင်ဗတ်ပေါင်းစုံကမဖြစ်အောင်တားမြစ်ပါတို့ဖြစ်ပါတယ်ဒီနေရာမှာကောင်းတာနဲ့မကောင်းတာခွဲမှတ်ထားဖို့လိုပါတယ်ကောင်းတာဆိုတာကိုယ်လည်းမထီးကဲ့သူတစ်ပါးလည်းမထီးကဲ့နှစ်ဦးသားလုံးကိုလည်းမထီးကဲ့ရင် အကောင်းမကောင်းတာဆိုတာကတော့ကိုယ်ရင်လည်းထီးကဲ့တယ်သူတစ်ပါးကိုရင်လည်းထီးကဲ့တယ် နှစ်ဦးသားလုံးကိုရင်လဲထိကြိုက်တယ်အဲ့ဒီလိုထိကြိုက်နစ်နာစေတဲ့အလုံမျိုးကို မကောင်းလို့ဘုရားရှင်ကသတ်မှတ်ပါတယ်အလုံးတစ်ခုလုံတော့မယ်ဆိုရင်အဲ့ဒီဘုရားပေးထားတဲ့စံနဲ့စည်းစစ်ဖို့လိုပါတယ်ဒီလိုလုံလိုက်ရင်မိမိသူတစ်ပါးနှစ်ဦးသားမှာထိကြိုက်မှုနစ်နာမှု ဖြစ်နိုင်မဖြစ်နိုင် ရှိနိုင်မရှိနိုင်ကို ကိုယ်ပိုင်ညာနဲ့ စဉ်းစားဆင်ញင်ကဘယ်သူကိုမှမထိခိုက်ဘူးဆိုရင်ထင်ရင်အဲ့ဒီလုပ်ငန်းကို သူတစ်ပါးတည်းအရင်ဥအောင်ခက်မြန်မြန်သာဆောင်ရွက်ပါ ကောင်းညိုများစွာဖြစ်ထွန်းပါလိမ့်မယ်သူ့ဘက်ကိုဘက်ထိခိုက်နိုင်မှု ရှိမရှိကိုစစ်စစ်ကြည့်လိုက်လို့ထိခိုက်เสียရနစ်နာเสียရတခုခုပေါ်ထွက်လာနိုင်တယ်ဆိုရင်တော့ရှေ့မဆက်ပဲ ရက်တန်းကရက်တဲ့နဲ့အလုပ်ပါလောကမှာပြဒနာကြီးငယ်တက်ကြတယ်ဆိုတာတဦးကအသာစီးရပြီးတဦးကထိကైနင်နာကကြံခဲ့ရတဲ့လုံရက်တွေများလာလို့ပါလိုချင်စရာကောင်းလွန်းလို့လောဘကိုအခြေခံပြီးမလုံတဲ့နာကို လုံဖြစ်တော့မယ်ဆိုရင်လေလောဘသိကြီးလာရင် အကောင်းအဆိုးမခွဲတတ်တော့ဘူးလောဘသိကြီးလာရင်တရားတာမတရားတာမမြင်တတ်တော့ဘူးအဲ့ဒီအချိန်မှာမလုံတဲ့နာကို လောဘနဲ့မိုက်မိုက်ကန်ကန်လုံမိတတ်တယ်ဆိုတော့ဖះအဆုံးမကို အမှတ်ရတာမကောင်းမှုကိုရက်တန်းကရက်တဲ့ပါတယ်ကြည့်လို့မြင်လို့ကို မရလွန်းလို့ဒေါသကိုအခြေခံပြီး မလုံတဲ့နာကိုလုံဖြစ်တော့မယ်ဆိုရင်လေဒေါသသိကြီးလာရင်အကောင်းအဆိုးမခွဲတတ်တော့ဘူးဒေါသသိကြီးလာရင်တရားတာမတရားတာမမြင်တတ်တော့ဘူးအဲ့ဒီအချိန်မှာမလုံတဲ့နာကိုဒေါသနဲ့မိုက်မိုက်ကန်ကန်လုံမိတတ်တယ်ဆိုတော့ဖရာအဆုံးမကို အမှတ်ရကမကောင်းမှုကိုရက်တန်းကရက်တင်ပါတယ်အကောင်းနဲ့အဆိုးကို ကိုယ်တိုင်း မဝေခွဲနိုင်တဲ့အမားနဲ့အမှန်ကို ကိုယ်တိုင်တိတိကျကျမသိတဲ့မောဟကို အခြေခံပြီး မလုတဲ့နာကိုလုတ်ဖြစ်တော့မယ်ဆိုရင်လေမောဟတိတ်ကြီးလာရင် အကောင်းအဆိုးမခွဲတတ်တော့ဘူးမောဟတိတ်ကြီးလာရင်တရားတာမတရားတာမမြင်တတ်တော့ဘူးအဲ့ဒီအချိန်မှာ မလုတဲ့နာကို မောဟနဲ့မိုက်မိုက်ကန်ကန်လုံမိတတ်တယ်ဆိုတဲ့ဖះအဆုံးမကို အမှတ်ရတာ မကောင်းမှုကိုရက်တန်းကရက်တဲ့မှာတယ်ဒီစုလေကတာတကဗျမနဝတ္ထုမှာပါတဲ့လင်းနဲ့မယားနှစ်ဥပေါင်းမှ အပေါ်ယုံတစ်ခုသာရှိတဲ့ပုံနာကြီးကတော့ဘုရားရှင်ထံတရားနာသွားပြီးသူ့ရဲ့အပေါ်ယုံကိုဘုရားရှင်အားလှူဒန်းပြီးအောင်ပြီးအောင်ပြီးအောင်ပြီးလို့သုံးငြိမ်တိုင်တိုင်ဝမ်းမြောက်စွာကြွေးကြော်ခဲ့ပါတယ် သူ့ရဲ့အလူဟာအပေါ်ယုံလေးတစ်ခုတည်းဖြစ်ပေမဲ့တစ်ခုတည်းရှိသူကအဲ့ဒီတစ်ခုလေးလူဖို့ဆိုတာမလွယ်တဲ့အလုပ်ပါ ပုံနာကြီးဟာခြေတုံချတုံအပြန်အလှစဉ်းစားပြီးမှလှုပ်လျရတဲ့ကောင်းမှုပါအဲ့ဒီပုံနာကြီးကို ကောသလဘယင်ကလေးစားပြီးစင်လေးကောင် မြင်းလေးကောင်စတဲ့တမျိုးတမျိုးမှာ လေးခုစီပါတဲ့အမျိုးပေါင်း100အထိစုတွေကိုပေးခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုရန်တော်များပြောနေတဲ့အချိန်မှာဖះရှင်ကြွရောက်တော်မူလာပြီးဒီပုံနာဟာငါအားပထမယံမှာ လူပြစ်မယ်ဆိုရင်တမျိုးတမျိုးမှာ16ခုစီပါတဲ့စုကိုချီးမြှင့်ခံရမှာမေဇိမယံမှာလူပြစ်မယ်ဆိုရင်တော့ တမျိုးတမျိုးမှာရှစ်ခုစီပါတဲ့စုကိုချင်းမြန်ခံရမှာအခုပစ္စည်းမယံမှာလူပြစ်လို့တမျိုးတမျိုးမှာလေးခုစီပါတဲ့စုကိုချင်းမြန်ခံရတာကောင်းမှုလို့သူဟာလှုပ်ခြင်းနဲ့စိတ်ပေါ်လာချိန်မှာမြန်မြန်လှုပ်တဲ့နဲ့ကောင်းမှုကိုနှင်းနှင်းမှလှုပ်ဖြစ်သူဟာအကျိုးပေးတွေလဲနှေးကုန်တတ်တယ်လို့ မိန့်တော်မူပါれ။ဒါကြောင့်တရားချစ်ခင် သူတော်စင်ပြိသက်အပေါင်းတို့ဟာလည်းမိမိရဲ့ကောင်းကျိုးသူတော်ဘာရဲ့ကောင်းကျိုးအများသူငါရဲ့ကောင်းကျိုးဖြစ်တဲ့ကောင်းတဲ့အလုပ်လေးတွေကိုလှုပ်ခြင်းစိတ်ပေါက်လာရင်ခက်မြန်မြန်ပဲအကောင့်ထဲဖို့ကလုံးလိုက်ကြဖို့ပါပဲမိတ်ဆွေတို့ဒီတရားလေးနာကြပြီးကကြီးဘဝကိုဘယ်လိုဖြတ်သန်းနေပါသလဲခခွေဘဝနေနီး မူသေးစည်းတွေချထားတာရှိပါသလား။ကငယ်ဘဝကို ဖြစ်တယ်လို့ကြုံတယ်လို့ပဲဥတီချက်မဲ့ရှောက်လန်းတတ်သူလားဖြေကြကမှန်ကန်တဲ့ဘဝနေနည်းနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချကဘဝကိုတန်ဖိုးရှိရှိ နေထိုင်တတ်တဲ့သူတော်ကောင်းတွေဖြစ်ကြပါစေ။